ကျွန်တော်တို့လူသားတွေဟာဟိုးရှိခက်ကနေဇနေ့အထိတည်ထွင်ကြံစားမှုတွေရှာဖွေတိရှိမှုတွေအဆက်မပြတ်လှုပ်ဆောင်လာခဲ့ကြပါတယ်အချို့တည်ထွင်မှုတွေကြောင့်ဆိုးကျိုးတွေဖြစ်ပေါ်စေခဲ့ပေမဲ့ဒီလိုတည်ထွင်မှုတွေကနေပဲကျွန်တော်တို့ရဲ့နေထိုင်မှုဘဝတွေကိုပုံမကောင်းမွန်အဆင်မြင်လာစေခဲ့ပါတယ်တမိုင်းတစ်လျှောက်တည်ထွင်မှုတွေအများကြီးရှိခဲ့ပါတယ်အဲ့ဒီတည်ထွင်မှုတွေတဲကမှဒီနေ့မှာတော့ကျွန်တော်တို့လူသားသမိုင်းကိုတစင်မြင့်တက်စေခဲ့တယ်လို့ဆိုရမယ်အကြီးကျယ်ဆုံးတည်ထွင်မှုတွေကဘာဖြစ်မလဲကျွန်တော်တို့လူသားတွေကိုဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေခဲ့လဲဆိုတာဖော်ပြပေးသွားပါမယ် ကဲဗီဒီယိုလေးအဆုံးထိကြည့်ရှုလိုက်ကြရအောင်ပါဘင်းလုံးများဘင်းလုံးတွေကိုတော့ BC 3500လောက်ကဆူမေရီယန်လူမျိုးတွေကစတင်တည်ထွင်ခဲ့ကြပါတယ်ဆူမေရီယန်ဆိုတာကတော့ကြေးခေတ်အစောပိုင်းကာလတွေမှာဒီနေ့ခေတ်အီရတ်လိုလူတွေတည်ကြတဲ့မက်ဆိုပိုရီးဗီးယားတောင်ပိုင်းတစ်လျှောက်နေထိုင်ကျဆားခဲ့ကြတဲ့ရှေးဟောင်းလူမျိုးတွေပဲဖြစ်ပါတယ်ဆူမေရီယန်လူမျိုးတွေဟာကြီးကျယ်လာတဲ့တည်ထွင်မှုတွေလုံးဆောင်နိုင်ခဲ့ကြတဲ့ရှေးခေတ်လူမျိုးစုတွေဖြစ်ပြီးတော့ သူတို့ဟာကမ္ဘာအစောဆုံးရေကြီးမှုတွေတဲကတခုအဖြစ်သတ်မှတ်ခဲ့ကြရပါတယ်။ပြန်ဆက်ရရင်တော့ဘိန်းလုံးတွေဆိုတာလူသားသမိုင်းတခြားအထင်ရှားဆုံးတိုးတက်မှုတွေတဲကတခုဖြစ်ပြီးတော့တည်ယူပို့ဆောင်ရေးစက်မှုလုပ်ငန်းနဲ့နေပညာတို့ဘောကြီးမားတဲ့တည်ရောက်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဘိန်းတွေမပေါ်ခင်ကတည်ယူပို့ဆောင်ရေးအတွက်လူတွေဟာနှိကွေးပြီးတော့လုံအောင်အကန့်အသတ်ရှိတဲ့လူသားအလုပ်သားတွေမြင်းနွားစတဲ့တရိတ်ဆန်တွေပေါ်မှာအားထားခဲ့ကြရပါတယ်။ဘိန်းတွေတီထွင်လာပြီးတဲ့နောက်မှာတော့တွန်းလေယထာအဆရှိတဲ့ဘိန်းတဲ့ရှင်တွေကြောင့် ကုန်စည်စီးဆင်းရမှာ၎င်းခီးဝေးများသွားရမှာ၎င်းတရှိန်တို့တိုးတက်လာခဲ့ပါတယ်ဒီလိုကနေကုန်စည်စီးဆင်းမှုခီးသွားလာမှုတာမကပဲနေရာဒေသအသီးသီးကလူတွေကအသိပညာဗဟုသုတတွေသတင်းအချက်လက်တွေကိုပိုင်ရှင်ကျေးမှုတွေဖလှယ်နိုင်ခဲ့ကြရာကနေကျွန်တော်တို့သားတွေရဲ့တမိုင်းဟာတက်စစ်ချိုးပြောင်းလဲခဲ့ကြတယ်လို့ဆိုရပါလိမ့်မယ်ဒါပြင်လေယာမြေစိုက်ကျိုးရေးကရိယာတွေကိုအစင်းမြင့်တည်ပေးခဲ့ပြီးတော့လေယာကုန်အတွက်ဆွမ်းအားကိုတိုးတက်လာစေခဲ့တာစံဆက်စီဆက်အမုတ်ကျိဆက်စိုင်း မြောင်များလှစွာသောရန်ရားတွေပေါ်ပေါက်လာစေခဲ့ပြီးကုတ်ထုံးလုံးမှုကိုအကြီးအကျယ်ပြောင်းလဲပေးခဲ့တာအနာဂတ်စက်မှုနည်းပညာတွေအတွက်ကနဦးလန်းစာဖြစ်လာခဲ့တာစသဖြင့်ကျွန်တော်တို့လူသားတွေအတွက်အကျိုးကျေးဇူးများစွာရရှိစေခဲ့တဲ့ကြီးကျယ်ကံတော်တွေတီထွင်ဖန်တီးမှုတစ်ခုပဲဖြစ်ပါတယ်အစာရေးသားချင်းစနစ်စာရေးသားချင်းကိုလည်းဆူမေရီယန်လူမျိုးတွေကစတင်တီထွင်ခဲ့ကြပါတယ်သူကိုယ်တော့ BC 3000လောက်ကစတင်တီထွင်အသုံးပြုခဲ့ကြတာဖြစ်ပါတယ် ။စာရေးသားချင်းစနစ်သာမပေါ်ပေါက်ခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့နေထိုင်မှုအစစ်တမ်းဟာများစွာနှိမ့်ချနေခဲ့မှာအသေးချာပါပဲ။စာရေးသားချင်းစနစ်ကိုတီထွင်နိုင်ခဲ့ကြလို့သာကျွန်တော်တို့လူသားတွေအနေနဲ့ဘိုးဘေးဘီဘီမျိုးဆက်တို့ရဲ့အသည့်တရားတွေပညာတွေယဉ်ကျေးမှုတွေကိုလက်ဆင့်ကမ်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။စာရေးသားချင်းစနစ်ပေါ်ပေါက်လာတဲ့အတွက်ဉာဏ်ပညာတွေအတိတရားတွေပုံပေါ်ရရှိခဲ့ကြဝေမျှနိုင်ခဲ့ကြပါတယ်။ဥပဒေတွေတတ်မှတ်နိုင်ခဲ့ကြပါတယ်။တရင်အချက်လက်တွေ၊သမိုင်းတွေ၊ဘာသာတရားတွေကိုမှတ်တမ်းယူနိုင်ခဲ့ကြပါတယ်။ ဒါကြောင့်လေစာရေးသားချင်းစနစ်ဟာလူသားသမိုင်းမှာအကြီးအကျယ်ဆုံးတည်ထွင်မှုတွေထဲကတစ်ခုဖြစ်နေတာပါပဲ။မမီဒီနေရာမှာမိကိုထဲသွင်းဖော်ပြခြင်းဟာလေတွေးရဖြစ်เสียအငင်းပွားပွေရာရှိပါတယ်။ဘာလို့လဲဆိုတော့တချို့သောလူတွေပညာရှင်တွေကမိဟာတည်ထွင်ဖန်တီးမှုဆိုတာနဲ့ရှာဖွေတွေးရှိမှုသဘောပုံမတက်ရောက်တယ်လို့လက်ခံထားကြလို့ပါ။ဘလိုပဲဆိုဆိုမိကိုရှာဖွေတွေးရှိခြင်းဟာလေကျွန်တော်တို့လူသားသမိုင်းကိုအလုံးစုံပြောင်းလဲပေးခဲ့တာကြောင့်ထည့်သွင်းဖော်ပြလိုက်ပါတယ်။မိကိုတော့လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်သန်းလောက်က ဟိုမိုအီရက်ကရစ်တို့ခေါ်တဲ့ကမ္ဘာရှေးကြဆုံးရှင်းအောင်လူသားမျိုးစုတွေစတင်တွေ့ရှိခဲ့ကြတယ်လို့သတ်မှတ်လက်ခံထားကြပါတယ်။ကမ္ဘာနေရာသီးသီးမှာတော့ပုံစံမျိုးစုံနဲ့ရှာဖွေတွေ့ရှိအသုံးပြုခဲ့ကြပြီးတော့ကင်ညာနိုင်ငံမှာအစောဆုံးအထောက်ထားတွေ့ရှိခဲ့ပါတယ်။မိဟာအစာအာဟာရအတွက်ချက်ပြုတ်ဖို့ရာသီဥတုတန်ခံနိုင်ဖို့ဘေးအန္တရာယ်တွေကနေကာကွယ်ဖို့အလင်းအောင်ရရှိဖို့စတဲ့အခြေခံလိုအပ်ချက်တွေကနေနောက်အနာဂတ်တီထွင်ဖန်တီးနိုင်မှုတွေရဲ့မူလအစဖြစ်တာမို့ အရေးကြီးတဲ့တီထွင်ဖန်တင်မှုရှာဖွေတွေ့ရှိမှုတစ်ခုပဲဖြစ်ပါတယ်။လျှင်စစ်တအားလျှင်စစ်ကိုမတီထွင်နိုင်ခဲ့ကြဘူးဆိုရင်တော့ကျွန်တော်တို့ဘလို့များအသက်ရှင်နေထိုင်ခဲ့ကြမလဲဆိုတာတခါတလေကျွန်တော်စဉ်းစားမိပါတယ်။မိတ်ဆွေတို့ကရောတွေးမိကြဘူးလားဗျ။လျှက်စစ်ကိုတီထွင်နိုင်ခဲ့ကြလို့ဒါကျွန်တော်တို့လူသားတွေရဲ့နေထိုင်မှုစနစ်တွေတစိမြင့်တက်ခဲ့ကြတယ်လို့ကျွန်တော်ကတော့လက်ခံပါတယ်။လျှက်စစ်သားမတီထွင်နိုင်ခဲ့ကြရင်တော့အမျိုးမျိုးသောစက်ကရီယာတီထွင်မှုတွေဟာဖြစ်ပေါ်လာစရာအကြောင်းမရှိပါဘူး။ဒါမှမဟုတ်လေ အခုလောက်အသုံးဝင်နေမှာမဟုတ်ပါဘူးအလင်းအောင်ရရှိဖို့မိသည်မိเจ้าတွေကနေစလို့လျှက်စစ်ပစ္စည်းအမျိုးမျိုးမှလကောက်ကာယထာလင်းရင်ပြန်စောင့်ရီမှလကောက်ဘေကန်နာကိုပဲကြည့်ကြည့်လျှက်စစ်နဲ့လုကင်းနေဆိုတာမရှိသလောက်ရှားပါတယ်လျှက်စစ်တီထွင်သူဆိုရင်တော့အများစုကတောမတ်အက်ဒီဆင်လိုပဲသိကြပါတယ်တကယ်တော့အဲ့လိုပြောလို့မရပါဘူးလျှက်စစ်ကိုဘသူကစတင်တီထွင်ဖန်တီးခဲ့တယ်လို့ပြောပေါ်ရတော့အင်မတန်ရှုပ်ထွေးလာပါတယ်ဘေးစီ600ခန်းလောက်အချိန်တုန်းကတေလစ်လို့ခေါ်တဲ့ဂရိအတွေးခေါ်ပညာရှင်ဟာပရင်းနဲ့တားမွေးကိုပို့ထားရာကနေ တင်းငယ်တဲ့ရာဝတ္ထုတွေကိုဆွဲဆောင်နိုင်တယ်ဆိုတာစတင်တွေ့ရှိခဲ့ပါတယ်။ဒါအတင်းငယ်လျက်စစ်ရှာဖွေတွေ့ရှိမှုရဲ့အစောဆုံးမှတ်တမ်းတင်ထားမှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒါကကျွန်တော်တို့လူသားတွေအသုံးပြုနေကြတဲ့လျက်စစ်ရဲလို့မဟုတ်သေးပါဘူး။လျက်စစ်တအားကိုလူတအုပ်တွေကတီထွင်ခြင်းမဟုတ်ဘဲနဲ့ရာစုနှစ်တွေတခြားသိပ္ပံပညာရှင်တွေနဲ့တီထွင်သူတွေအများပြားရဲ့စူးစိလှုပ်ဆောင်မှုတွေကတဆင့်ရှာဖွေတွေ့ရှိနားလည်ခဲ့ကြတာပါ။ဒီလိုနဲ့ယနေ့ကျွန်တော်တို့အသုံးပြုနေကြတဲ့လျက်စစ်ရဲလို့ဖြစ်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့နီကိုလက်တက်စလာမိုက်ကယ်ဖရာဒေးနဲ့ သောမက်အက်ဒီဆင်ဆိုတဲ့ကမ္ဘာကျော်သိပ္ပံပညာရှင်သုံးဦးရဲ့ပံ့ပိုးမှုတွေချိုးပန်းအားထုတ်မှုတွေဟာလျှော့စစ်စွာကိုလက်တွေအသုံးချမှုနဲ့ကြက်ကြက်ပြက်ပြက်အသုံးချနိုင်ဖို့ရမှာအဓိကကြာနေခဲ့ပါတယ်။ဒါကြောင့်လေသူတို့ကိုလျှော့စစ်ရဲ့ဖခင်တွေလို့သတ်မှတ်ကြမယ်ဆိုရင်လည်းမှားမင်မထင်ပါဘူး။ဒီနေရာမှာလျက်စင်းနဲ့ပတ်သက်ပြီးတော့နီကိုလက်တက်စလာနဲ့သောမန်အက်ဒီဆင်တို့ကြားမှာဖြစ်ခဲ့တဲ့ပြဿနာတွေညှင်းကုန်ပြိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတော့အတော်လေးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းတွေတက်စလာရဲ့ယနေ့ကျွန်တော်တို့အသုံးနေတဲ့ဝိုင်ယာလျက်စစ်တွေနဲ့ မတူချာနာအစင်းမြင့်တဲ့ဝါယာကြိုးတွေနဲ့မဟုတ်တဲ့ wireless layers အကြောင်းကောလာဟလာတွေအကြောင်းထည့်ပြောလိုက်ချင်ပေမဲ့ဗီဒီယိုကအရန်ရှိသွားမှာဆိုလို့အထင်မပြောတော့ပါဘူး။နောက်အခွင့်ကြုံမှာပဲသူတို့နှစ်ယောက်ကြာကဖြစ်ပျက်တွေကိုဗီဒီယိုလေးတစ်ခုတက်တက်လုပ်ပေးပါမယ်။အခုတော့ဒီဗီဒီယိုလေးကိုပဲဆက်လိုက်ပါဦးမယ်။ Penicillin Penicillin ကိုတော့1928ခုနှစ်စက်တင်ဘာလမှာ Alexander Fleming ဆိုတဲ့ဗက်တီးရီးယားပညာရှင်တယောက်ဟာလန်ဒန်မြို့ Saint Mary's ဆေးရုံမှာရှိတဲ့ သူ့ရဲ့စမ်းသပ်ခန်းထဲမှာပတ္တိရိယတွေကိုစမ်းသပ်ရင်းနဲ့ပနက်စလင်မျိုးစုမှုတွေကနေတဆင့်စတင်ရှာဖွေတွေ့ရှိခဲ့တာပါပနက်စလင်ဆိုတာကတော့ပြားနေခြင်းအဆုတ်ရောင်ရောဂါနမိုနီးယားဆစ်ဖလစ်စတဲ့ပတ္တိရိယပိုးမွားတွေကြောင့်ဖြစ်တဲ့ရောဂါတွေမှာသုံးတဲ့ဆယ်ဆောင်ရပိုးသက်စေတမျိုးပဲဖြစ်ပါတယ်ပနက်စလင်ကပတ္တိရိယတွေကိုတတ်ခြင်းဒါမှမဟုတ်သူတို့ရဲ့ကြီးထွားမှုကိုဟန်တားခြင်းတွေကိုစွမ်းဆောင်နိုင်ပါတယ်ပနက်စလင်ကိုအသုံးမပြုနိုင်ခင်တုန်းကပတ္တိရိယကြောင့်သေဆုံးမှုတွေဟာတော်တော်များခဲ့ပါတယ် ဖြစ်ရောက်တဲ့ကုသမှုတွေလည်းမရှိခဲ့ပဲနဲ့တမန်ရိုးကြအခြေခံဈေးပညာတွေနဲ့ပဲတတ်နိုင်သလောက်ကုသခဲ့ရတာပါပနက်စလင်ကိုတွေးရှိခဲ့မှုဟာဈေးပညာလောကရဲ့ကြီးကျယ်တဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီးတော့ဘက်တီးရီးယားပိုးမွှားတွေကြောင့်ဖြစ်တဲ့သေဆုံးမှုနှုန်းကိုတိတိတသာရှင်းချနိုင်ခဲ့တဲ့ပြင်နောက်အနာဂတ်ရဲ့ပိုးမွှားအဆင့်မြင့်နဲ့ပဏိစီဝါဈေးတွေတီထွင်နိုင်ရေးအတွက်လမ်းကင်းပေးခဲ့ပါတယ်ပနက်စလင်တီထွင်မှုကိုတော့ခင်မီဈေးပညာရဲ့ပထမအခြေလမ်းလို့ယူဆထားကြပြီးဈေးကုသမှုနဲ့ပြည်သူ့ကျန်းမာရေးကဏ္ဍမှာ ိတာထင်ရှားတိုးတက်မှုတွေကိုဖြစ်ပေါ်လာစေခဲ့ပါတယ်။ပလန်စလင်စေးဝါးတွေကြောင့်တကပ္ပလုံးကမကြီးမတွက်နိုင်တဲ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပါတယ်။တယ်လီဖုန်း၁၉ရာစုနောက်ပိုင်းတုန်းကတော့လူတွေတယောက်နဲ့တယောက်ဆက်သွယ်ကြဖို့ဆိုတာနှိမ့်ခွေးပြီးတော့အဆင်မချရတဲ့စာပို့တာတို့၊ကြီးနံပို့တာတို့ကိုပဲအသုံးပြုခဲ့ရပါတယ်။အဲ့ဒီအချိန်မှာစကော့တလန်တွေပါအလက်ဇန်းဒါဂရီယန်ဘေးဆိုတဲ့သိပ္ပံဝိညာဉ်ရှင်တီထွင်သူတယောက်ဟာလူတွေတယောက်နဲ့တယောက်အဝေးကနေပြောဆိုဆက်သွယ်နိုင်ကြဖို့ဆိုတဲ့စိတ်ကူးလေးကိုဆွဲဆွဲလန်းလန်းဖြစ်နေခဲ့ပါတယ်။ သူ့စိတ်ကူးကိုလည်းလက်တွေ့ဖြစ်လာစေဖို့မမောမပန်းနဲ့လှုံ့ဆော်ခဲ့ပါတယ်။ဘဲဟာသူ့စိတ်ကူးကိုလူတွေကိုပြောတဲ့အခါမှာတော့လူအများကြီးကသူ့အကြံတွေဟာကြောင်တောင်တောင်စိတ်ကူးရင်မှုတွေသာဖြစ်ပြီးတော့ဘလို့မှမဖြစ်နိုင်ဘူးလို့လောင်ရည်နေခဲ့ကြပါတယ်။ပဝင်းချင်းကလူအချို့ကလည်းမင်းယူများနေသလားလို့မေးကြပါတယ်။ဘဲနဲ့သူ့ရဲ့လက်ထောက်သောမတ်ဝက်စင်တို့နှစ်ပေါင်းများစွာဆန်းသတ်မှုတွေပြုလုပ်ခဲ့ကြပြီးတော့1886ခုနှစ်မှာတော့သူတို့အောင်မြင်ခဲ့ပါတော့တယ်။မလ၁၀ရဲ့နေမှာဘဲဟာ သူ့လက်ထောက်ဝက်ဆင်ကိုတယ်လီဖုန်းနဲ့ပထမဆုံးပြောခဲ့တဲ့မစ္စတာဝက်ဆင်လာခဲ့ပါငါမင်းကိုတွေ့ကျင်နေဆိုတော့ရိုးရိုးရှင်းရှင်းစကားလေးဟာကြော်ကြားခဲ့ပါတယ်ဒီရိုးရိုးရှင်းရှင်းစကားလေးဟာဆက်သွယ်ရေးခေတ်ကိုမွေးဖွားစေခဲ့တာပဲဖြစ်ပါတယ်တယ်လီဖုန်းဟာလူအများရဲ့စိတ်ကိုအလင်းမြန်စွာပဲဖန်ဆားနိုင်ခဲ့ပါတယ်အလက်ဇန်းဒါဂရီယန်ဘေးရဲ့တီထွင်မှုကြောင့်အဝေးမှရှိတဲ့လူအချင်းချင်းစကားပြောဆိုနိုင်စေခဲ့ပြီးတော့တချင်ကကြော်ဖြတ်မရနိုင်ဘူးလို့ထင်ရတဲ့ကွက်လက်တွေကိုပေါင်းကူပေးနိုင်ခဲ့ပါတယ်ပထမဆုံးတယ်လီဖုန်းအချင်းယုံကို 1898ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးတော့ရာစုနှစ်တခုမှာတော့တယ်လီဖုန်းတွေဟာနေ့စဉ်လူနေမှုဘဝရဲ့မရှိမဖြစ်အစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတော့တယ်။တယ်လီဖုန်းကိုတီထွင်နိုင်ခဲ့လို့သာယနေ့ကျွန်တော်တို့အသုံးပြုနေကြတဲ့မိုဘိုင်းဖုန်း၊စမတ်ဖုန်းဆိုတာတွေဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။တယ်လီဖုန်းမရှိတဲ့ကမ္ဘာကြီးကိုစိတ်ကူးကြည့်လိုက်ပါ။သတင်းတွေဟာနှိကွေးစွာသွားနေကြမယ်။အဝေးရောက်ချစ်သူတွေလည်းစာနယ်ပယ်ခက်ခက်ခဲခဲဆက်သွယ်ရမယ်။စီးပွားရေး၊လူမှုရေးကိစ္စ၊ကျန်းမာရေးကိစ္စတွေ ပြောချင်ရင်လူကြုံနဲ့မှာကြရမယ်။ဆိုရလွန်းမှာတော့အသေးကြပါပဲဗျာ။ အလက်ဇန္ဒားဂရီယန်ဘေးရဲ့တီထွင်မှုဟာကဘာကြီးကိုအောက်ထိုးပြောင်းသွားစေခဲ့ပြီးတော့ဒီနေ့ကျွန်တော်တို့ပြောနေကြတဲ့ကဘာကြီးဟာရွာကြီးဖြစ်လာပြီဆိုတဲ့အစားဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။အင်တာနက်အင်တာနက်ဆိုတာကတော့အလွယ်ပြောရရင်ကဘာလုံးဆိုင်ရာဆက်သွယ်မှုစနစ်တစ်ခုတန်ပေါင်းများစွာသောဒေတာအချက်လက်တွေရဲ့အရင်းမြစ်ကြီးတစ်ခုပဲဖြစ်ပါတယ်။အင်တာနက်ရဲ့အစားကတော့ US ကာကွယ်ရေးဌာနကနေသူရိတနာအဖွဲ့အစည်းကိုဆက်သွယ်ဖို့ ARPANET ဆိုတဲ့ project တကူစခဲ့ရကနေစခဲ့ပါတယ်။အဲဒီတော့ကတော့ကျွန်တော်တို့အခုသုံးနေတဲ့ internet ဆိုတဲ့ပုံစံမျိုးဖြစ်မလာသေးပါဘူး။အဖွဲ့အစည်းတွေပညာရှင်တွေဒဇနဲ့ဒဇစမ်းသစ်ကြရင်လည်းပုံမှုအစင်းမြင့်လာတဲ့ပုံစံမျိုးပါ။1989ခုနှစ်မှာ Tim Berners-Lee ဆိုတဲ့ Reddit သိပ္ပံပညာရှင်တယောက်က WWW ဆိုတဲ့ကျွန်တော်တို့မြင်မှုနေကြ www ဆိုတာကိုဖန်တီးခဲ့ပါတယ်။အဲ့ဒါအလွယ်ပြောရရင်တော့ဖုန်းဒါမှမဟုတ်ကွန်ပျူတာကိုအသုံးပြုပြီးတော့ဝက်ဘ်ဆိုက်မျိုးမျိုးကိုဝင်ရောက်ကြည့်ရှုနိုင်ဖို့ လေ့လာနိုင်ဖို့လှုပ်ထားတဲ့အရာတစ်ခုဖြစ်ပါတယ်။ Digital စာကြီးတိုက်အကြီးအစားကြီးတစ်ခုဆိုရင်လည်းမမပါဘူး။ခမရအမျိုးမျိုးသောစာအုပ်တွေစာမျက်နှာတွေကအကြောင်းအရာမျိုးမျိုးကိုဝင်ရောက်ကြည့်ရှုနိုင်တဲ့စနစ်တစ်ခုလိုပါပဲ။ထပ်ပြောရရင် www ဆိုတာကလူတွေကိုသတင်းအချက်လက်တွေလက်ခံရရှိနိုင်ဖို့နဲ့မျှဝေနိုင်ဖို့လှုပ်ထားတဲ့စနစ်တစ်ခုပါပဲ။အဲ့ဒီစနစ်ဟာကျွန်တော်တို့နဲ့ဒီနေ့သုံးနေတဲ့ internet ဆိုတဲ့ပုံစံရဲ့အစလို့ပြောလို့ရမယ်ထင်ပါတယ်။ဒီနေ့ခေတ်မှာတော့ internet ဆိုတာမရှိမဖြစ်ပါပဲ။စက်သွယ်ပြောဆိုဖို့၊စဖို့စကားပြောဖို့ ဗီဒီယိုကောတွေခေါ်ဆိုနိုင်ဖို့ဆိုတာကနေကြီးပွားရေးအလဲနိုင်ငံရေးအစိုးမရှိမဖြစ်ကိုလိုအပ်နေတော့တာပါပဲအင်တာနက်ကြောင့်ပဲလူသားတွေပုံမသိယုံနိုင်လာကြပုံမမျှဝေနိုင်ကြပုံမချမ်းသာကြေဝါလာကြတာပါကျွန်တော်တို့မြန်မာနိုင်ငံကိုပဲကြည့်ရင်တော့အင်တာနက်ပေါ်လာပြီးမှအင်တာနက်ရဲ့အကျိုးကျေးဇူးနဲ့နယ်ပယ်တိတိမှဘလောက်တောင် တိုးတက်ခဲ့တယ်လဲဆိုတာကြည့်ရင်မြင်သာပါလိမ့်မယ်။အင်တာနက်မရှိတဲ့ကမ္ဘာကြီးကိုစိတ်ကူးကြည့်ရင်တော့တကယ်မလွယ်ကြောပဲဟေးလို့ပဲထင်မှတ်မိပါတယ်။မိတ်ဆွေတို့အနေနဲ့ဘယ်တီထွင်မှုတွေကအရေးကြီးဆုံးတီထွင်မှုတွေဖြစ်မယ်ထင်ပါလဲဗျ။ ဒါမှမဟုတ်မိတ်ဆွေတို့တည်ထားတဲ့အခြားဘယ်တွေ့ထွေမှုတွေကပုံမှုအရေးကြီးတယ်ထင်လဲဆိုတာ comment မှာဝင်အောင်ဆင်တွေ့ခဲ့ကြပါအောင်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ